အားလုံးပဲမင်္ဂလာပါခင်ဗျာ9 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ပွဲကောင်းချုပ်ကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးပွဲတွေကိုနေရာကျကျကစားကြတဲ့ညီကိုတွေကိုကြည့်ကျော်ခွန်ချစ်ကိုနဲ့တောက်ဆက်သွယ်နိုင်ပါတယ်ပေါင်ကုံကကိုခွန်ခွန်3ကနဲ့နဲ့6တက်တက်ကိုတောက်ဆက်သွယ်ပြီးတော့မေကွန်လေးတွေမေကိုနဲ့စိတ်ကြိုက်ဖြစ်တယ်ဆိုရင်ကစားလို့ရပါတယ်မနေ့ညကသတူရဲ့ရောင်းပွဲအီတီကိုမက်ဒရစ်အသင်းဘော်ဒီ2.10 20လောက်ပဲကျွန်တော်တို့အကျိုးအမြတ်ရခဲ့ပါတယ် တသိန်းနဲ့ဝယ်ရတဲ့ပွဲကိုပေါင်း20လောက်ပဲထွက်တယ်ဆိုတော့ဒီနေ့ညမှာကျွန်တော်တို့ရဲ့စီကတ်နေအတိုင်းပဲအဲ့ဒီလူတွေကိုကျွန်တော်တို့အစားပြတ်ပေးမှာဖြစ်ပါတယ်။ဒီညမှာသတို့ကရောင်းပွဲထွက်မှာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့သူတွေအောက်မှာပါညာတွေပေးထားပါတယ်။တွားရောက်မေးမြန်းစွန့်စမ်းနိုင်ပါတယ်။မန်ချက်စတာစီးတီးနဲ့လီဗာပူးကစားမဲ့ပွဲကမြန်မာစံတော်ချိန်17နာရီမှာဖြစ်ပါတယ်။ဒီပွဲရှုံးတဲ့သူတွေကမကောင်းရင်အဆင့်7နေရာလောက်အထိကိုရွေးသွားနိုင်တယ်ဗျ။မနစ်ကရသည်ဒီနေ့တဲ့ကပွဲစဉ်26မှာ မန်စီးတီးကွဲမှာတွေ့တာဗျအဲတုန်းကလီဗာပူးကဝေခေါင်းကနေ02နဲ့နိုင်တယ်သူကပဲဘော်ဒီချေးတရနှုတ်50ပေးတယ်ဂိုးပေါင်းချေးက3နှုတ်50သူပေးခဲ့နောက်ဆုံးပရီးမီးယားလိ9ပွဲမှာအဝေးပွဲမှာတပွဲပဲရှုံးထားတဲ့မန်ချက်စတာစီးတီးအိမ်ပွဲနောက်ဆုံး၄ပွဲဆက်အနည်းဆုံးတပွဲကို2ဂိုးနှုံးသွင်းထားတဲ့မန်စီးတီးတကယ်ကောင်းနေတဲ့အစီအမံသူတို့ပြည်ဒီအသင်းရဲ့နောက်တန်းတွေတော်တော်လေးကောင်းလာတဲ့အချိန်မှာဟာလန်ကလည်းတိုက်စစ်မှာဂိုးသွင်းရှေ့ပြန်ရနိုင်တယ်ဆိုတော့ ဝလရှိမန်စီးတီးဒီဘာမှတိတ်မမဆဆမောမန်စရာမလိုတဲ့အချိန်ကိုရောက်နေတာအထူးသဖြင့်ဒီမန်ချက်စတာစီးတီးရဲ့ဒုတိယပိုင်းဂိုးသွင်းအားတော်တော်လေးကောင်းနေပြီသူတို့အသင်းရဲ့ခံစစ်ရက်ဒီဒုတိယပိုင်းလုံအောင်နှုံးကလည်းတော်တော်လေးကိုအားရစရာကောင်းတယ်ဒုတိယပိုင်းမှာတင်ပြီးတော့ကစားတတ်တဲ့ဒီတော့တန်ဟော့စပါတို့ဘုံပေါင်းတို့မန်ချက်စတာယူနိုက်တက်တို့ဒီလိုအသင်းတွေကိုတော့မှဒုတိယပိုင်းမှာမန်စီးတီးဒီလုံးဝဂိုးတွေမပေးခဲ့ရဘူးစီးတီးတို့ကြည့်အောင်တဲ့အပိုင်းကိုကြည့်တော့အင်ကွင်းကစားထားတဲ့နော့ဆုံး၄ဘက်ဆက်ဘော်ဒီချေအပေါင်း၄၀၀ဖြစ်ထားတယ် မန်ချက်စတာယူနိုက်တက်ကိုသူတို့ရဲ့အင်ကွဲမှာ1.20 3.20နဲ့ဘော်ဒီအောင်နဲ့ဘန်လေသင်းကို 2D 3.50နဲ့ပေါ်ကိုဇုံလိုက်သွားတယ်အေဗာတန်ကို1.30 3.30နဲ့ဘော်ဒီချစ်ထအောင်ဘောမောကို1.60 3.50နဲ့အပေါ်ကိုဇုံလိုက်ကစားထားတယ်ဂျာယက်မှာဒေါ်မွန်နဲ့ချန်ပီယံလိပွဲကစားကြရတယ်ဆိုရင်သူတို့ရဲ့အင်ကွဲမှာတကယ်ကစားတဲ့အချိန်မှာတက်တောင့်တက်တာလေးပဲကစားသွားတာကိုကျွန်တော်တို့တွေ့ကြရတယ် လီဗာပူးကြတော့ချစ်အပတ်တွေမှာရှုံးပွဲတွေတော့ချောက်ဆက်ခဲ့တယ်ဆိုပေမဲ့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်ရီယယ်မက်ဒရစ်နဲ့ပွဲမှာရောအက်စတွန်ဗီလာနဲ့ပွဲမှာရောသူတို့တွေဒီလုံးဝပေးကိုမရှိဘဲနဲ့ကိုပြန်လာနိုင်ခဲ့အဲ့ဒီနှစ်ပွဲလုံးမှာလီဗာပူးရဲ့ဒုတိယပိုင်းကစားပုံမှာတော်တော်လေးကိုတသက်ရရရှိတယ်ဗျအဲ့ဒီနှစ်ပွဲလုံးမှာလီဗာပူးရဲ့ကစားသမားတယောက်ကို highlight ထုတ်ပေးရမယ်ဆိုရင် sports line တော်တော်လေးနေရာကျတဲ့ကစားသမားဗျနှစ်ပွဲလုံးမှာတော်တော်လေးမိုက် ။တရားသည်အဝေးဝင်းကြေးအောင်နားမှုကိုကြည့်တဲ့အခါလီဗာပူးသင်းသည်ပရီးမီးယားလိဂ်နောက်ဆုံးအဝေးဝင်း၄ပွဲဆက်သူကြေကျထားတယ်။ဘန်လီနဲ့ကြေကျတယ်၊ဘရန့်ဖို့နဲ့ကြေကျတယ်၊ပဲလစ်နဲ့ကြေကျတယ်၊ချဲလ်ဆီကြေကျတယ်။ဒီပေါ်တွက်ပေးထားတဲ့စတဲ့ကြေးမှာမန်ချက်စတာစီးတီးသင်းကလည်းတင်းနှုတ်တရာဘော်ဒီကြေးပေးတယ်၊ဂိုးပေါင်းကြေးက 3D ဝင်ရောကလည်း3နှုတ်20ပေးတယ်။အခုညနေ၄နာရီခွဲအချိန်မှာကြတော့မန်စီးတီးရဲ့ဘော်ဒီကြေးကတော့ DJ ပဲဗျ။ဒါပေမဲ့ဂိုးပေါင်းကြေးသည်၃အနှုတ်90ဝင်ရုပ်အထိရောက်လာပြီးတော့ မြန်မာကျင်းနဲ့တွေ့ရင်တော့350ဝင်ရောကနေမြန်မာကျင်းသုံးအနှုတ်40လောက်ပေးထားတာကိုတွေ့ရတယ်။ဒီရသည်မှာ Manchester City ရော Liverpool ရောဟာ Arsenal Manchester United ဒီနှစ်သင်းနဲ့သူတို့ကစားခဲ့ပြီးပြီ။အဲ့ဒီနှစ်သင်းနဲ့ကစားခဲ့တဲ့ဈေးကွက်တွေကိုပြန်ချိန်ကြည့်တဲ့အခါတခြားသင်းတွေနဲ့ကစားထားတဲ့ဈေးကွက်တွေကိုပြန်ချိန်ကြည့်တဲ့အခါ Manchester City နဲ့ Liverpool သည်ဒဲဝင်ရောတောင်မှမဟုတ် Man City ကနေတရေနှုတ်30 10ပြားလောက်ပြား20လောက်ပိုပြီးတာတာကိုတွေ့ရတယ်။ အဲ့ဒီပြမ်း20ကိုဖယ်လိုက်ရင်တော့ဒေနသန်းဒီဈေးကွက်မှာအတူတူပဲလို့ပြောမယ်ဆိုပြောလို့ရတာပေါ့ဗျာဆိုတော့ဈေးကွက်မှာအရှိတူအသင်းချင်းချင်းတွေ့တဲ့ပွဲ level 2အသင်းနှစ်သင်းတွေ့တဲ့ပွဲမှာမန်စီးတီးဒီသူတို့ရဲ့အိမ်ကွက်မှာအိမ်ကွင်း weight နဲ့တရင်တော့50 60လောက်ပေးရင်တော့လုံလောက်တဲ့ပွဲမှာတရင်တော့တရာဆိုပြီးခက်တင်းတင်းပေးလာတဲ့အတွက်ဒီညဒီပွဲမှာမန်စီးတီးရဲ့ body တကြောင်တည်းကိုပဲရွေးချယ်ပါတယ်နောက်ထပ်တစ်ပွဲက La Liga ပွဲ Sevilla နဲ့ FC Barcelona ကစားမဲ့ပွဲမြန်မာစံတော်ချိန်2နာရီခွဲမှာဖြစ်ပါတ အဆင့်7နဲ့အဆင့်2ကလာမဲ့ပွဲဗျဒီနေ့တင်မနစ်ကရာသီဆရာဘီကိုကွဲမှာပွဲစဉ်14မှာသူတို့တွေ့တယ်နှစ်ကိုးစီတေကြပြီးတော့အဲတုန်းကဘာစီလိုနာကဘော်ရီချင်းဝမ်ပေါင်း90ပေးတယ်ကိုပေါင်းချင်းက3အနှုတ်30လောက်ပေးတယ်ဆရာဘီကိုဒီဒီရာသီလာလီဂါမှာ ခုချိန်ထိတရေပွဲအများဆုံးကစားထားတဲ့အသင်းဖြစ်ပါတယ်အင်ကွင်းအဝေးကွင်းစွပ်ပေါင်း9ပွဲကစားထားပြီးတော့သူတို့ရဲ့အင်ကွင်းမှာနောက်ဆုံး9ပွဲဆက်တစ်ဖက်တစ်ကိုးစီနဲ့9ပွဲအထိတရေကျထားတာ အိတ်ကွင်းတသားထားတဲ့၆ပွဲမှာကြည်အောင်တဲ့ပွဲကလည်းတပွဲပဲရှိပြီးတော့၅ပွဲအထိသူတို့ကြေကျထားတယ်။အဲ့ဒီတကိုးစီတရေကျထားတဲ့ပွဲတွေမှာတောင်းပွဲအများစုကိုဆယ်တာဘီကိုအသေးကနောက်ကနေပြီးတော့လိုက်ကစားထားတာတွေ့ရတယ်။ဆယ်တာဘီကိုဒီသူတို့ရဲ့အိမ်ကွင်းမှာကြည်အောင်တဲ့နှုံတော်တော်လေးနဲနေတဲ့နောက်တစ်ချက်ကဒီအသင်းဒီအိမ်ကွင်းမှာဈေးကွက်မြင့်မားတာလည်းပါတယ်ဗျ။ဘက်တလို့အသင်းကိုသူကြေကျော်ပေးတယ်ဗျဘီလာရီယားကိုဒဲကျေးပေးတယ်အီဒီကိုမက်ထရစ်လို့အသင်းကသူတို့ကိုသေနှုတ်တရာဝယ်ရောကနေ1.80လောက်အထိပေးခဲ့တာကိုကြည့်ရင် ဒီရာသီဆက်တာဗီကိုရဲ့အိမ်ကွင်းဈေးကွက်မြင့်မားတာကိုကျွန်တော်တို့တွေ့နိုင်တယ်။ဘာစီလိုနာကြတော့အဝေးကွင်း၄ပွဲသူတို့ကြေးကြတာရီယယ်နဲ့ကြတယ်ဆီဗီယာနဲ့ကြတယ်ဘလကာနိုနဲ့ကြေးကြတာလီဗန်တီနဲ့သူတို့ကြေးကြအဝေးကွင်းနောက်ဆုံး၅ပွဲဆက်ဘယ်တန်းကိုမဆိုသူတို့ဂိုးပေးထားတယ်လက်ရှိဘာကခန်းဆက်ကဘာနဲ့တူလဲဆိုတော့မြန်မာပြည်ကရီကာတာတယ်လို့ပဲမိုးမရသေးဘူးရေလွတ်နေပြီဆိုလို့ပဲဘာစီလိုနာခန်းဆက်ကလည်းအဲ့ဒီတိုင်းပဲပွဲမှမစသေးဘူးဒီခန်းဆက်ကသားသမားတွေကကျွန်တော်တို့ကွင်းနယ်စည်းကိုရောက်နေပြီစာနာစည်းရောက်နေပြီ ခန်းစစ်မှာတကယ်မြန်တဲ့ကစားသမားမရှိဘဲနဲ့ Highland Defense ကစားတဲ့အခါပန်းနဲ့တဲ့အသင်းနဲ့တွေ့ရင်လည်းဂိုးပေးရတယ်မပန်းနဲ့တဲ့အသင်းနဲ့လည်းတွေ့ရင်ဂိုးပေးရတယ်လက်ရှိဘာစီလိုနာတီအဲ့ဒီခန်းစစ်ကြောင့်ပဲဘယ်ကြီးပဲဖွင့်ဖွင့်ဘယ်အသင်းနဲ့ပဲကစားကစား0-1ဆိုတဲ့အရှုံးနဲ့ပွဲတိုင်းနှိပါဖို့သူတို့ကစားနေရဒီဘက်မှာသူတို့ရဲ့အဓိကကစားသမားတွေတဲ့ကပီထရီလွဲမယ်ခွန်ဒီထက်လွဲဦးမယ်ဒီဘက်ဆက်တဲ့ခြေတော်ကဘာစီလိုနာတဲ့ကဘော်ဒီဂျေ 1D ပေးပြီးတော့ဂိုးပေါင်းချက်က3ပေါင်း50ပေးတယ် အခုမြန်မာစံတော်ချိန်ညနေ၄နာရီခွဲလောက်မှာကြတော့ဘာစီလိုနာဘော်ဒီချစ်တီဝမ်ပေါင်း90ဖြစ်လာတယ်။ဂိုးပေါင်းချစ်ကသုံးနှုတ်တရာဝင်ရုပ်အထိရောက်လာပြီးတော့မြန်မာချင်းနဲ့ဆိုသုံးနှုတ်80 90လောက်အထိကိုဖြစ်လာ။ဒီပွဲမှာတိတိတတ်တာပြောင်းလဲလာတာကဒီဂိုးပေါင်းချစ်ပဲဗျာ။ဆိုတော့ဘော်ဒီချစ်ကိုကျွန်တော်တို့တစ်ချက်ပြန်ရှင်ကြည့်ရချင်းလက်ရှိဘာစီလိုနာနဲ့ဆာဗီကိုဒီကန်ခဲ့ပြီးတော့အသင်းနေတဲ့နိုင်စင်ကြည့်ရင်ဘာစီလိုနာရဲ့ဒီဝမ်ပေါင်း90ဆိုတဲ့ဘော်ဒီချစ်တီပြတ်တော့မှုရှိပါတယ်။ ကိုပေါင်းကြီးကိုကြည့်ရတော့ဘာစီလိုနာကစားတဲ့ပွဲတွေမှာကျွန်တော်တို့ကနှစ်ဖက်သွင်းဖို့ရှိမယ်ဆိုတဲ့အတွေးပဲကျွန်တော်တို့ခေါင်းထဲမှာအမျက်ရှိနေခဲ့တာပဲဒီပွဲမှာတော့ကျွန်တော်ကအဲ့ဒီအတွေးကိုစန့်ကျင်နေတယ်ပြဆက်တာဗီကိုအသင်းတီတော့ရှော့ဂိုးတွေရနေရတော့မှန်တယ်တကူတကူရတာမှန်တယ်ဒါပေမဲ့အဲ့ဒီတကူထက်ပိုပြီးတော့ရဖို့လဲဒီအသင်းကတော်တော်လေးခက်တယ်ပြအဲ့လိုပဲဘာစီလိုနာကလည်းတပွဲကိုအနည်းဆုံးတကူနှစ်ကူသုံးကူလောက်ထိပေးနေပေမဲ့ဒီနေ့ပွဲမှာတော့ဟိုဂိုးမပေးတော့ဘူးလို့ကျွန်တော်ယူဆထားတယ်ဒီပွဲမှာဘာစီလိုနာအသင်းပေါ်ကြီးကြိုက်တယ်ဂိုးပေါင်းဆိုရင်တော့ကျွန်တော်ဂိုးအောက်ပဲကြိုက်တယ် ဘာစလိုနာသင်းဒီဒီနေ့ညပေးထားတဲ့ဒီ1.50ဆိုတဲ့ဘော်ဒီချင်းမှာတော့အနည်းဆုံး50တော့အနိုင်ရသွားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။နောက်ထပ်တစ်ပွဲကအင်တာမီလန်နဲ့လာဇီယိုကစားကြမယ့်ပွဲဒီပွဲစတဲ့ချင်းမှာလာဇီယိုကနေတစ်အနှုတ်50ဘော်ဒီချင်းပေးထားပြီးတော့ဂိုးပေါင်းချင်းက3.50ပေးထားတယ်။အခု၄နာရီခွဲအချိန်မှာကျတော့အင်တာမီလန်ရဲ့ဘော်ဒီချင်းဒီတစ်နှုတ်တရာအထိဖြစ်လာပြီးတော့ဂိုးပေါင်းချင်းကတော့မပြောင်းလဲဘူးဒီချင်းပဲဗျာ။အင်တာမီလန်ကနောက်ပိုင်းကစားတဲ့ပွဲတွေမှာသူတို့လည်းဂိုးပေးတယ်သူတို့လည်းဂိုးရတယ် ကိုရဖို့မခတ်တယ်လို့ကိုပေးဖို့လည်းမခတ်ဘူးဆိုတဲ့ပုံစံမျိုးနောက်ပိုင်းကစားတဲ့ပွဲတွေမှာတောက်လျှောက်တွေ့လာရ။လာစီယိုကျတော့စီးရီးယားမှာနောက်ဆုံးကစားထားတဲ့6ပွဲဆက်လုံးဝသူချုံးပွဲမရှိဘူးနိုင်တယ်တရေကျ။ဒါပေမဲ့အဝေးဝင်းပွဲတွေကိုကြည့်တဲ့အခါလာစီယိုအသင်းကအဝေးဝင်းမှာတရေဝဲ2ပွဲရှိတယ်ချုံးပွဲ2ပွဲရှိတယ်နိုင်တဲ့ပွဲကလည်း2ပွဲပဲရှိတယ်။အဝေးဝင်းမှာအဲ့ဒီနိုင်ရခဲ့တဲ့ဂျင်နွာကိုအနိုင်ရခဲ့တဲ့ပွဲ2ပွဲပဲသူကိုရအောင်တွက်နိုင်ခဲ့ပြီးတော့ဂျန်နဲ့ကစားခဲ့တဲ့4ပွဲမှာဘယ်အသင်းမှမသူကိုမတွက်နိုင်ဘူး။ ကိုမိုးကိုသူကိုမရဘူးစစိုးလိုတဲ့ကိုသူဂုံသွင်းနိုင်ဘူးအလတ်တော်တဲ့ကိုလည်းဂုံသွင်းနိုင်ဘူးပီဇာကိုလည်းဂုံသွင်းနိုင်ဘူးဆိုတော့ဒီနေ့ညမှာရောတင်းနှုတ်တရာဆိုတဲ့အင်တာမီလန်ရဲ့ဘော်ဒီအခြေအရာလာဒီယိုတဲ့အင်တာမီလန်တဲ့ကိုဂိုးရဖို့မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆအင်တာမီလန်တဲ့ရဲ့တင်းနှုတ်တရာဆိုတဲ့ဘော်ဒီအခြေရဲ့လာဒီယိုရဲ့အဝေးဝဲမှာဂိုးမရတဲ့အချိန်တွေရဲ့ဒီနှစ်ခုတွဲလိုက်ရင်ဒီညမှာအင်တာဒီလာဒီယိုကိုနှိမ့်သောနှစ်ကိုပြတ်လို့တော့အနိုင်ရသွားနိုင်မယ်လို့ယူဆတဲ့အတွက်အင်တာမီလန်တဲ့ဘော်ဒီကြိုက်ပါတယ် နောက်တစ်ခုကလာဒီယိုကမြန်မာဘတော်တဆဒီနေ့ညမှာတကူသွင်းလိုက်နိုင်ရင်လဲဒီဘိုရီဂျီအရတော့အင်တာမီလန်တို့၃ဂိုးပြန်သွင်းနိုင်တဲ့အခြေအနေတခုရှိနိုင်မယ်လို့လဲကျွန်တော်ယူဆပါတယ်နောက်ထပ်တစ်ပွဲက Lionel PSG ကစားပွဲပွဲမြန်မာစံတော်ချိန်2:55ပွဲပြဒီပွဲမှာအဲ့တဲ့ PSG ကနေဘိုရီဂျီဝမ်ပေါင်း80ပေးထားတယ်ဂိုးပေါင်းကျက3အပေါင်း90ပေးထားတယ်ဒီရည်မှာ PSC ရဲ့အဝေးခွင်းကစားတဲ့ပွဲတွေ၊ Lion ရဲ့အိမ်ခွင်းကစားတဲ့ပွဲတွေ၊ DJ တွေကိုလိုက်ပြီးတော့နိုင်စင်ကြည့်လိုက်တဲ့အခါ PSG ဒီ Lion ကိုအဝေးခွင်းမှာကစားရင် ့1ဒီဝင်ရောကနေ1ပေါင်း50အဲ့ဒီနှစ်ခုကြားမှာပဲဗျာ1ပေါင်း30 1ပေါင်း20ကနေ1ပေါင်း40 50လောက်ထိပဲပေးတဲ့နာကိုကျွန်တော်တို့တွေ့ရအဲ့တော့ဒီ PSC က1ပေါင်း80ပေးထားတဲ့ဒီပွဲမှာ Lion Ten Body တစ်ကြောင်းတည်းကိုပဲရွေးချယ်ပါတယ်ဗျာစောင်းနေလက်နောက်တော့မေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ